မစန္ဒာရဲ့ဘဝအိမ်မဲပန်းအိမ်မဲအပိုင်းစနစ်အဲ့ဒါကိုပဲကြည့်တော့တော်တော်ရွှေအခုတော့ကလေးတွေအကုန်လုံးကသူတို့ကဘာကြီးဖက်ကမခင်လာကကျေနက်ချင်းတစ်ဝက်မကျေနက်ချင်းတစ်ဝက်တို့ရုံးနေတော့မျက်နှာဖြင့်ပြုံးတမဲမဲပြောသည်သူကလေးတွေနဲ့ဥပဘွားလွမ်းတင်ပြီးအစဉ်ပြေသွားကြသဖြင့်ဝမ်းသာမိတော့လေကိုဦးက င်မင်းရဲ့ဘဘကြီးကိုဘယ်တော့မှပုတ်ပုတ်ကြည့်လို့မခေါ်ပါနဲ့တော့ဗျာသူကသဘောကောင်းပါတယ်မင်မင်းရဲ့မင်မင်းထင်တယ်လို့သဘောပုတ်ပုတ်မနှောပုတ်ပုတ်ကြည့်မဟုတ်ပါဘူးဟုမိချောင်းမင်းရေခင်းပြပြီးပြောခဲ့သည်ကိုတော့အတန်ငယ်မခံချင်ဖြစ်မိသည်အေးအခုမှမဟုတ်တော့ဘူးဆိုရင်တော့ပြောတတ်ဘူးပုတ်တုံးကတော့တကယ်ကိုပဲပုတ်ခဲ့တဲ့ပုတ်ကိုကြည့်ပါတော့ဟုသူကပြောတော့ကိုဦးကခေါင်းခါရင် ဘယ်တော့မှပုတ်ခဲ့မှာမဟုတ်ပါဘူးမိမိယာတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေလို့နေမှာပါဟုစကကြီး စကကြီးပြောပြီးဥပပွားဖက်က ကာကွယ်ခဲ့သေးသည်တကယ်တကယ်ကြတော့လေစိတ်ရင်တကယ်ကိုကောင်းရှာပါတယ်ဒေါ်ရွှေနုကပြောတော့မခင်လာသည်အင်းဒီဖွားကြီးလဲမျက်နာကြီးဟာဟင်ဖက်ပါသွားပြီဟု တွေးသည်အရင်တော့ကဥပပွားဤအတင်းကိုအပြောဆုံးကဒေါ်ရွှေနုပင်ဖြစ်ကြောင်း သူမှတ်မိသည်ကြည်ပါဦးကံကောင်းအတွက်ဝင်ပြီးတာဝန်ယူတာနည်းတဲ့စေတနာလားပြီးပြန်တော့လဲတူရေးရှာရေးပြီးတာမဟုတ်ဘူးမခင်လာရဲ့တလတထောင်တောင်ပြီးတာနည်းသလားအင်းလေသူစေတနာကချီကျူးစရာတော့ချီကျူးစရာပဲမခင်လာကအင်တင်တင်ပြောသည်သူစိတ်စေနာကိုချီကျူးရမည်ဆိုတော့လေမခင်လာသည်အရင်တုန်းကအမြင်ကက်ခဲသည့်အရှိန်လေးနှင့်မို့ အ ਨੇ အချင်းတော့ဆက်ပြီးကတ်ချင်နေသေးသည်ငယ်ပေါင်းကြီးဖော်တွေမဟုတ်တော့လဲတယောက်အကြောင်းတယောက်ဘယ်သိသိကြပါမလဲကွယ်အခုမှသာ ဖြစ်ဖြစ်သိကြရတာလူအကြောင်းပေါင်းမှသိရတယ်မဟုတ်လားတော်ရွှေနုကလက်ဖက်ကလေးတမြုံမြုံစားရင်လေးပြော့လေးနဲ့ဆက်ပြောသည်ဥပပွားကို မြင်မြင်ကက်ကက်နဲ့လူခွာစာကြီးလူကက်လန်ကြီးလူပဝင်ကြီးစသည်ဖြင့်အိမ်တကာလဲပြီးပြောမိဆိုမိသည်မျှကိုခုမှပြန်တွေးပြီး အတုံအာနာဖြစ်နေပုံရသည်သူပြောခဲ့မိသည်။ကြို့ရကြေချောင်းအခုတော့လေတတထိုးထိုးနဲ့ချီကျူး၍မဆုံးနိုင်အောင်ဖြစ်နေသည်မခင်လာကတော့ပြောတော့ငါပြောခဲ့မိပြီးမှချက်ချင်းကြီးပါပါပြီးဟုပြောင်းပြန်လှုပ်ရမည်ကို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 ရှင်းနေသည်ထို့ကြောင့်ကျမတို့ကဒီအဖိုးကြီးကိုတတော်ဆိုးတယ်ထင်နေတာအခုတော့လေမဆိုးရှာပါဘူးဟုရွှေရွှေပေါ့ပေါ့ပြောလေသည်ငါတို့လမ်းထဲမလဲ လူသစ်တွေကအရန်ရောက်လာပြီးဘဝမခင်လာရဲ့တယောက်အကြောင်းတယောက်ဆိုတာချက်ချင်းချင်းဘယ်သိနိုင်ကြတော့မှလဲဥဖီလန်ထဲတွင်သာမကစမ်းချောင်းတရက်ကွက်လုံးတွင် contract တိုက်တွေမှုလို့ပေါက်ပြီးအိမ်ထောင်စုဥယျာဉ်များမှလည်းနေမြန်စွာတိုးတက်လာသည်မခင်လာတို့ရောက်လာသည်မှလည်းဒီငါမြစ်သာရှိသေးသည်မို့လူသစ်တန်းတွင်ပါဝင်သူများဖြစ်သည်ဒေါ်ရွှေနှုတို့သားမိကမူနှစ်ပေါင်းအစိတ်30တက်တန်းရပြီဖြစ်သော စံကြောင်းသူစစ်စစ်မူလလက်ဟောင်းကြီးများဖြစ်လေသည်စံကြောင်းကိုဟိုးအင်းတို့ကရှမ်းတွေကစပြီးတည်သွားတာလို့ပြောကြတယ်မခင်သားရဲ့သူတို့စီရင်ခဲ့တဲ့ဆေးတွေအင်းတွေအစွမ်းကြောင်းစံကြောင်းရက်ကွက်ဟာမိကွင်းနေတာပေါ့တော်တော်တသက်တော့စံကြောင်းမှာမိလောင်နေဆိုတာမကြားဘူးပါဦးအကြောင်းမသိလို့လို့တစ်ခါတစ်ခါတော့လောင်ဘူးတယ်ဒါပေမဲ့အဲ့ဒီမိဟာတအိမ်အပြင်နှစ်အိမ်မကူဘူး ဒါကြောင့်တော်တော်တို့စမ်းချောင်းလက်ဟောင်းသမားတွေဟာအိမ်ကိုမီးပောင်ထားလိမရှိကြဘူးလို့မမလို့ပဲကိုမဟုတ်ဘူးလားတော်ရွှေနုကဥပပွားစီမဥလေပြီးသူချစ်တော်စမ်းချောင်းကိုဆက်၍ချီမွန်ခံဖွင့်သည်စမ်းချောင်းရက်ွက်ကိုတော်ရွှေနုချစ်သည်စမ်းချောင်းရက်ွက်တွင်ရှိ လူနေမှုကိုလည်းချစ်သည်သူကကိုကိုကိုဒါမကပတ်ဝန်းကျင်မှာလူများကိုပါအမြဲတမ်းစိတ်ဝင်စားနေသူဆိုတော့ဒီရက်ွက်တွင်မှာစိတ်ဝင်စားစရာ ဇက်လန်လေးများကပြည့်ကျက်နေသည်သူကအိမ်လေပြီးအတင်းပြောတတ်သူထိုထဲတွင် သူကိုယ်တိုင်လည်းပါဝင်သည်များကို၎င်းအိမ်မှထိုင်ပြီးပြောသည်များအတင်းကိုစောင့်ရင်နားထောင်တတ်သူများကို၎င်းသဘောကျသည် သူတို့သာ မရှိလျှင်ယခုလောကကြီးသည်ဒီမြဆူဆူပြပြစီစီကားကားရှိမည်မဟုတ်ဟုတွေးပြီးတတ်သည်တခါတည်းရန်လဲတူနှင့်တူစကားပြော၍အပေါက်လမ်းမတဲ့ပဲစိတ်ဆိုးကြစိတ်ကောက်ကြလဲဖြစ်တတ်သည်သို့တော်ချက်ချမခေါ်ပဲမနေနိုင်ကြ ရေအကြောင်းတာရေးနာရေးရှိလင်ဝိုင်းကြဝန်းကြသည်ဦးနေကြသည် ကိုအိမ်ကဟင်းခွက်လဲသူ့အိမ်ရောက်သူ့အိမ်ကဟင်းခွက်လဲကိုအိမ်ရောက်နေမှုဒွရွှေမြုပြောသည်အိမ်ဝမှနေပြီမဟုတ်ဒီရင်ဘာချက်လဲခုမေးကမိဖို့ကြောင့်တဲ့အထိတံပီးဝင်သွားနိုင်သည့်အရာသာမျိုးကိုဝင်တာမီယာယခုတန်လွင်လန်းတွင်ရနိုင်မည်မဟုတ်ပေသူ့မှာဒီထက်မကချမ်းသာခြင်းချမ်းသာပြီးဝင်တာမီယာယခု တန်လွင်လန်းရွှေတောင်ကြားတွင်တိုက်ဆောင်နိုင်ပြီဆိုရင်ပဲဒေါ်ရွှေနှူးတို့ကတော့စမ်းချောင်းမှခွာနိုင်ပြီမထင်ဘေးခန့်ကအဖိုးကြီးဥပပွားလို့ရွှေတောင်ကြားကအိမ်ကိုတန်ယုံကားပြီး သူကတော့ဒီတိုက်ခန်းလေးစီတို့သာပြန်ပြေးလာမည်ဖြစ်လေသည်အင်းဥဖီလန်းထဲကလူဟောင်းနေရလေတော်ကိုစုံပန်းကုန်ကြပြီဟိုဖက်လန်းထိတ်ကဥထွန်းရှိန်လမ်းလေကဥလှနဲ့ဥအောင်သိန်းနောက်ပြီးခင်မောင်ဆွေတို့ တာဖဥဟုစိန်နောက်ပြီးအဲ့ဒီအိမ်ရှိတွင်ခုံကဥမြအင်းသူ့တွင်ခုံမှာစီဆက်ကလိုသည်မြစ္စည်းရလို့စီဖျားတို့တော်ခေါ်တယ်တဲ့နောက်တော့ဥဇေယရဲ့ဇနီးဒေါ်တော်နူသူကပင်ပင်ပပမြင့်မြက်ကလေးနဲ့မိမချောပုံနောက်တဲ့အိမ်ကဥမြတ်ထွန်းဥလိုဇနီးမောင်နဲ့နောက်တော့မာမီကြီးဒီဖက်ပိုင်းရောက်လာတော့စန်ဒီဘွားရို့အဖေဥဆုံညွန်းတင်တင်အေးအမေတို့နှင်းတဲ့ အဲ့ဒီဒေါ်နှင်းတင်ထိုးတဲ့ရှောက်လိုများဘယ်လိုစကောက်မှမသိဘူးရှောက်သေးအလုံးလိုက်ကို အစိမ်းရောင်မပြတ်ပဲယူထိုးထားတာဆိုတော့လှလိုက်တာလဲလွန်ရောဒေါ်ရွှေနုကဥဖီလန်ထဲတွေလှုပ်ရှားသွားလာခဲ့သူများကိုတစိမ့်စိမ့်တတိယနေသည်နောက်ပြီးရွှေရိုးတယောက်ရှိသေးတယ်တိတ်စိတ်မနှံ့ရှာပေမဲ့လည်းဘယ်သူမှဒုက္ခမပေးဘူးသူ့ကိုလည်းအကုန်လုံးကခေါ်ကြပြောကြတယ်စွန်ကြွေကွန်ကြွေများရှိရင်ဘာမှ ပြောမနေနဲ့ဖုန်ကြီးပွဲပြီးရင်ရွှေရိုးပွဲပဲသူကအရင်ဆုံးတက်လာတာဘယ်ဧည့်သည်မှမစားရသေးဘူးရွှေရိုးကအရင်ဆုံးစားတာပဲဒါပေမဲ့သူ့ကိုလည်းဘယ်သူမှအပြစ်မယူကြပါဘူးအကုန်လုံးကမေတ္တာထားကြတယ်ပြလွတ်ကြတယ်အခုတော့မရှိရှာတော့ဘူးရွှေရိုးရောသူ့အမေကြီးရောစုံကြရှာပြီတယောက်နဲ့တယောက်တိုင်ပင်ကြမေတ္တာထားကြပုံကိုပြန်တွေးရင်းတို့ရွှေနုကကြည်နူးနေသည်အခုတော့လေလူဟောင်းတွေတဖြုတ်ဖြုတ်ပဲ့ကြွေက လူသစ်များကအစားထိုးဝင်ရောက်လာသည်ရွက်ဝါတွေတဲတဲတဲကြွေသွားတော်လဲရွက်သစ်တွေဝင်နေသောသစ်ပင်ကြီးလိုပင်ဥဖိလန်ကတော့စီကားမြဲသာဖြစ်လေသည် သူမျက်စိရှိတွင်ပင်ကြီးသားရိုက်ဂေါ်လီပြက်ဂျင်ပေါက်ကစားနေခဲ့ကြသောနေဝင်းတို့ခင်ပေါင်းဆွေတို့ပင်လည်းအခုတော့သပင်တွေဖြူစပြုနေကြပြီဖြစ်သည်။အော်အချိန်တွေဘာပဲမဟုတ်ပါဘူးကုန်သွားလိုက်တာနော်။ဟုတ်တယ်ဒေါ်တော်ရွှေရဲ့ကျမတို့ဥဖိလန်ထဲရောက်တာတော့၅နှစ်လောက်ရှိပြီ ဘာမှကြားလိုက်ရတယ်မထင်ပါဘူးမခင်နာကတွေ့တွေ့ဆက်ဆပြောသည်ထို၅နှစ်အတွင်းအမေကိုတစ်ခါသာတွေ့ခဲ့ရသည်ကိုလည်းချက်ချင်းဆက်ပြီးတတိယသည်ဒါတောင်သူကအမေစီသွားနိုင်တာမဟုတ်အမေကသာသူ့စီတို့အရောက်လာခဲ့ရခြင်းဖြစ်လေသည်အင်းလောကကြီးထဲမှာလဲလူငယ်တွေကြီးလူကြီးတွေကအိုလူအိုတွေကတည်တီပြန်တော့လေတဖြည်းဖြည်းမိသွားကြတော့တာပါပဲတန်တရာဆိုတာဒီလိုပဲနေနေကြတယ်ထင်ပါရဲ့အေး အင်းအမိခင်ဗျာလည်းကြီးရှာပြီးအိုရှာပြီးမခင်ပါကတော့အမိအကြောင်းဆက်တွေးသည်ဆက်၍ပြောသည်သူ့အမေသည်အသက်60ကျော်ပြီမို့ဒေါ်တော်ရွှေထက်အနည်းငယ်ကြီးလေသည်ဒေါ်တော်ရွှေလိုပင်ပင်ပန်းပန်းပြားပြားလေးလည်းမဟုတ်ဘဝအီအီကြီးဖြစ်သည်မခင်လှရဲ့အမေကြီးရောနေကောင်းရဲ့လားဒေါ်ရွှေနုကမတရားမေးသည် သူတို့နှစ်ဦးရှင်တွဲထိုင်နေလေဝါသူက ပိုဝပြီးပိန်သူကလည်းပိုပြီးပိန်နေဟန်ရှိသဖြင့် မြင်သူတိုင်းကရင်မောခဲ့ကြသည်ကိုတတိယသည်တနေ့တော့ကစာထဲမှာတော့နေကောင်းပါတယ်လို့ပါတာပဲအမေကဖျားခဲနာခဲ့ပါတယ်ဒါပေမဲ့သွေးတိုးတော့ရှိနေတယ်အစာလည်းနည်းနည်းမှမရှောင်ဘူးချိန်ခိုင်ဖက်မှာအုံဒီပေါ်ပေါ်နဲ့အုံတို့တွေတိတ်စားနေရင်တော့မတိတ်ဘူးနော်အဲ့ဒါပေါ်တော်တော်ရွှေရဲ့သူ့မိသည်သူ့ထက်ညီမဖြစ်သူမခင်များကိုပူချစ်သည်ဟုမခင်လာထင်သည် ျမနဲ့နေပါလားအမေရေဟုသူခေါ်တော့လဲတလအပြင်ပို့ပြီးမနေနိုင်ကြီးတို့ရန်ကုန်အိမ်ချင်းချင်းတက်တက်ကလေးတွေမှာအသက်ရှူလို့မဝဘူးအေရဲဟုပြောကပြန်သွားတတ်သည်မခင်မယားဤယောက်ျားကဆရာဝန်ဆိုတော့လဲနေတကာနှက်လျှောက်ပြောင်းရသည်အိမ်ကျကျဝန်းဝန်းလဲရသည်အစာတောက်လဲပေါပေါများများရှိသည်ဆိုတော့အမေအတွက်ပိုကောင်းပါတယ်လေဟုသူကမကြာခဏစဉ်းစားမိသည်သူ့အိမ်မှာမခင်မယားလောက်ပေါပေါမကြွေးနိုင် ြဲကြဲမထားနိုင်တာတော့မှန်ပဲနောက်ပြီးမခင်များကကလေးတွေတွတ်တွတ်မွေးသည်အပြင်မှာလဲခုနှစ်ယောက်အခုလဲနောက်တစ်ပိုင်းနဲ့လာရင်မီဟုဆိုသည်ရခိုင်ပြည်နယ်ရောက်သွားတော့အမေလဲမခင်သားစီမလာဖြစ်တော့ပြီးအသွားလာခက်ခဲသည်ရတကြောင်ကလေးတအုပ်နဲ့မခင်များကိုစိတ်မချသည်ကလည်းတကြောင်ဖြစ်လေသည်ကလေးတွေကြောင်းပိတ်စားကတော့ဒီတခါသမီးတို့အမေစီလာခဲ့ပါလားမခင်များကငပလီလိုက်ဖို့မယ်လို့ပြောတယ်ကလေးတွေကြောင်းပိတ်တော့ မောင်ရံဝေးခွင့်ရရင်တော့လာခဲ့စေချင်တယ်ဟုရေးထားလေသည်အင်းသွားမယ်လာမယ်ကြံရင်လမ်းစည်းနဲ့စားဖို့တောက်ဖို့တွေ့နေရတာနဲ့ပဲမသွားဖြစ်မလာဖြစ်တော့ဘူးတကြံကြရင်တော့တမိသားစုလုံးကားနဲ့သွားလိုက်ရရင်ဘယ်တော့ကောင်းမလဲအမေလည်းတကယ်ကိုပျော်ရှာမှာသွားမယ်သွားမယ်ဒီနှစ်တကြံမှာတော့မျက်စိမှိတ်ပြီးပြန်အောင်လို့သွားမယ်ကလေးတွေလည်းငပလီရောက်ရင်ပြောလိုက်မယ်ဖြစ်ချင်း မခင်လာကမိခင်ဖြစ်သူကိုထူးထူးခြားခြားတတိယနေသည်ဒီကအတော်တွင်ယူရီးယားပစ္စည်းလေးဗာလေးဝယ်သွားမည်ဟိုကအပြန်တော့အိန္ဒိယပစ္စည်းနှင့်ငချောက်ငချမ်းလေးဝယ်လာမည်ဒီပြန်ရောက်မှတအိမ်တက်တအိမ်ဆင်းလိုက်ရောက်ရလျင်ဇရိတ်ကလေးအတန်အင့်တော့ချိန်နိုင်သည်စိတ်ကူးဖဲရိုက်နေမိသည်ဟောမေးလိုက်စမ်းကံကောင်းလေးမေးလိုက်စမ်းအန်တီလှရဲ့ကျွန်တော်လှရဲ့လားလို့ကံကောင်းကိုချီပြီးထွက်လာတော့မှမွေးတူက ူတို့ဘေးရောက်လာမှမခင်နိုင်အတွေ့များပြတ်သွားသည်။အမလီလှလိုက်တာနော်။တနခါရီအခွေသားလိန်ထားသောကံကောင်း၏ပါနှစ်ဖက်ကိုဆွဲကဒေါ်ရွှေနုကမပီကလာပီကလာနှင့်ယူချော့နေသည်။အမွေးသူ၏ဘေးတွင်ကက်လျက်ပါလာသောကဲကဲကကံကောင်းကိုစားဝင်ဖြည်သည်။အဖွားချွချွေကိုကြိုက်တယ်။အဖွားကြီးကိုကြိုက်တယ်။ တနခါနှံ့ဝေးနေသောကံကောင်း၏ပါဠိနှစ်ဖက်ကိုတို့ရွှေနုကခက်ကြမ်းကြမ်းနန်းသည်ကံကောင်းကစကားတွေတူဝူတကယ်ကယ်ပြောကတခစ်ခစ်နဲ့ရင်နေသည်ပြောအမေကလေးကိုခဏခေါ်ထားပါဦးမမွေးကျူကကံကောင်းကလှမ်းပေးပြီးကဲကဲနဲ့အတူမိဖို့တဲ့ပြန်ဝင်သွားသည်ကဲကဲဤလက်ထဲတွင်တန်စလုံးလေးတစ်လုံးကင်ထားသည်ကိုမခင်သာမြင်လိုက်သည်ဟဲ့သမီးလက်ထဲကစလုံးကဘာလုပ်ဖို့လဲဥကောင်းအတွက်ငပိရလာတောင်းနေတာလေ ကဲကဲမကြောက်သဖြင့်ဒေါ်ရွှေနုဝင်ဖြေသည် ဟုတ်သည်ကိုကောင်းချက်တရငပိရေဖြောကိုတော်တော်လေးတန်းတောင်းတတစားချင်နေပုံရသည် မနေ့တုန်းကလည်းကဲကဲအားကဲကဲရဲ့ညီငပိရေကိုစောင့်နေရတာငါမှလေပင်ကြီးကိုရှေးလို့ဒီတသက်စာရောစာရဥမလာဟုရန်တွေ့နေသောအတန်ကိုကြားလိုက်ရသည်တာဖနှစ်ယောက်ထဲနေကြတာဆိုတော့ငပိရေကိုတကန်တကဖဲကြိုပါမလဲအေးသူဦးကောင်ငပိရေစားချင်တယ် နည်းနည်းပေးပါဆိုပြီးမနဲ့ကလေးကလာချွေးနေတာဟုတ်တယ်အိမ်မှာလဲကျမတယောက်ထဲငပိကြိုက်တာဆိုတော့တခါတလေစားချင်လို့မှသာကြုံဖြစ်တာသို့တော့မခင်နိုင်ငပိရေကမိဖို့ပေါ်တင်ကြိုထားသောငပိရေထဲသို့ငရုတ်သည့်အချောင်းမုံထည့်ထားခြင်းသာဖြစ်သည်ဒေါ်ရွှေနုတို့တာမိလိုပဇွန်6တို့စက်တုံဖြူတို့ရုတ်သည့်စိမ့်တို့ကိုထောင်းထည့်ပြီးစားချင်စပွဲဖြောထားသည်မဟုတ်ပေကိုကောင်းထက်ကိုတော့ကလေးတွေကအတော့ကိုခင်ကြတယ်နော် ။အော်ခင်ဆိုသူကလည်းကလေးလေးကိုခင်တာကိုဘတ်စကားပေါ်ကနေအောင်ကလေးတယောက်ပါလာတာကြည့်ပါတော့လား။တသွေးတမွေးဖြစ်နေသောကံကောင်းကိုကြည့်ရင်သူတို့နှစ်ဦးသားကြည့်မှုစွာယင်ပြီးသားသည် သူတို့စီတို့ကံကောင်းရောက်လာသည်မှာဝတ္ထုဆန္ဒသည်မို့ပြန်တွေးမိတိုင်းရေရှင်ကြည်ညူရမည်အဖြစ်ပြက်တစ်ခုဖြစ်လေသည်ခဏနေတော့မမွေးကြုံနေကဲကဲလိုမိဖို့ကြောင့်မှပြန်ထွက်လာသည်ကဲကဲဤလက်ထဲမှငပိဖြော်စလုံးကမြုပ်သေးစိစက်သွန်ဖြူနဲ့တင်းပြီးမွေးနေသည် ညပိနဲ့ရတာ9000တမင်းစာလာပြီညပိရေဖြုံမွေးမွေးကိုစိုင်တဲ့တီကျွတ်ကျွတ်ကလေးနဲ့တို့ကစောင်းလိုက်ရရင်တမင်းတမင်းမြည်လိုက်မယ်ဖြစ်ချင်းကိုမခင်လာတွေးမိသည်အိမ်မှာတည့်ရတီกินတော့မရှိတည့်ရဖူးကလေးတစ်စီးရှိတယ်မို့အတော်ပင် ပြန်တော့မှမမွေးကြည့်ညပိရေကိုတခါစားတော့တောင်းသွားပြီးတည့်ရဖူးမွေးမွေးလေးမြုပ်ကတမင်းမြည်မြည်စားလိုက်ဦးမည်ဟောဟိုမှာဦးကောင်းအောင်ပြန်လာပြီး ူဟန်အတိုင်းခေါင်းကိုငုံငါခက်ဆိုင်ဆိုင်ရှောက်လာတော့ကိုကောင်းထက်ကိုတွေ့တော့ကဲကဲဝမ်းသာသွားသည်နှုတ်သွက်ရှာသွက်နှင့်လှမ်းခေါ်သည်ဦးကောင်းရီဦးကောင်းကံကောင်းကဒီမှာငကိုကလေးကလာချင်းချင်းပြစ်ဟန်တူတော့ကိုကောင်းထက်ကပြုံးသွားသည်အလဲလှေကားစီတို့မသွားပဲသမွေးတူတို့အခန်းဖက်သို့လှည့်ဝင်လာသည်လာသာလာရတော့လဲရှက်တက်တက်ဖြစ်နေသဖြင့်ဘယ်သူ့ကိုမှမကြည့်ပဲဒေါ်ရွှေနုလက်ထဲမှကလေးကိုတောင်ကံကောင်းရီ အမေငါသားတနခါးတွေဘာတွေနေပါလားကွာဟုလမ်းပြောသည်ကံကောင်းကလည်းကိုကောင်းထက်ကိုမြင်တော့မြူးသွားသည်ဒေါ်ရွှေနုပါမော်တွင်ခြေထောက်ကလေးနှစ်ဖက်ထောက်ကခုံဆွခုံဆွနှင့်လှုပ်နေသည်ဟေးကံကောင်းခဏနေဦးကွာငါရေကလေးမိုးကလေးချိုးလိုက်ပြရစေဦးကိုကောင်းထက်ကကံကောင်းကလည်းနှစ်ဖက်ဖြင့်မြောက်ချီကတစ်ချက်နမ်းလိုက်သည်ထို့နောက်ပြုံပြုံကြီးကြည့်နေသောဒေါ်ရွှေနုလက်ထဲသို့ပြန်ထည့်ပေးလိုက်ပြီးခဏလေးပါကျွန်တော်ရေချိုးလိုက်ဦးမယ်နော်တော်တော်ဟုခွင့်တောင်းလို့ပြောသည် ဥကောင်းရင်ကဲကဲကခေါ်သည်ဥကောင်းရင်ဒီမှာကြည့်သူ့လက်ထဲမှာငပိရီဖြောစလုံးကိုမြှောက်ပြရင်ကဲကဲကမမွှေးကျူဖက်တော့မိကလေးထိုးပြသည်ငပိရီဖြောလေးအန်တီမွှေးပေးလိုက်တာကိုကောင်းထက်လဲငပိရီဖြောမမွှေးကိုငုံကြည့်ရင်မခင်လာလိုပင်ချက်ချင်းသမင်းစာသွားဟန်ရှိသည်တတိတစ်ချက်ညှချလိုက်သည်ထို့နောက်မမွှေးကျူကကျေးဇူးတင်လှမ်းကြည့်ရင်သူ့ဝတီအတိုင်းအလွဲလွဲ ချောချောပျော်တော့သည်ကျေးဇူးတင်လိုက်တာငပိရဲ့ကျွန်တော်လေးမမွေးချူလေးစားချင်နေတာကြာသပြီတဲ့